မ္ဘောဒီးယားနဲ့ US တို့မေလလယ်မှာကုန်သွယ်ရေးကိစ္စဆွေးနွေးမယ်ဆိုပါတယ်ကမ္ဘောဒီးယားနဲ့အမေရိကတို့ဟာခုလဆော်ပိုင်းကအွန်လိုင်းနဲ့ချူတင်ပစ္စည်းနဲ့ဆွေးနွေးပွဲတွေကျင်းပပြီးနောက်မေလလယ်14ရက်နေ့နဲ့15ရက်နေ့ဒီမှာဝါရှင်တန်ဒီစီမှာကုန်သွယ်ရေးညှိနှိုင်းမှုဆွေးနွေးမှုနောက်ထပ်ပွဲတစ်ပွဲပြုလုပ်ဖို့သဘောတူထားတယ်လို့ဖန်ရပင်ကဆိုပါတယ်အလစ်စနုဘမနဖလုံးအနေနဲ့စီးပွားရေးဆက်ဆံမှုတွေပုံပုံမြန်မာတိုးတက်စေဖို့နဲ့စီးပွားရေးဆိုင်ရာခွင့်လန်းတွေဆွေးနွေးခဲ့ဖြစ်မယ်ဆိုပါတယ် ကျိုတင်ဘီဇနက်ဆွေးနွေးပွဲတွေကိုမင်းနှစ်ကပြုလုပ်ခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲတွေမှာတရားဝင်ဆွေးနွေးညှိနှိုင်းမှုမတမ်းမီဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေနဲ့ပေါင်းစပ်ညှိနှိုင်းရေးတွေအဓိကထားဆွေးနွေးမယ်ဆိုပါတယ်။ဝါရှင်တန်မှာပြုလုပ်တဲ့ဆွေးနွေးပွဲဟာနှစ်နိုင်ငံကြားအကောင်အထည်နဲ့ယင်းနှမြုံနယ်မှုကိုခိုင်မြဲစွာပူးပေါင်းဆောင်ရွက်ရေးအတွက်အခြေခံအုံမြင့်ဖြစ်စေဖို့မျှော်လင့်မိကြောင်းလည်းကမ္ဘောဒီးယားကဆိုပါတယ်။ဒီကအဖင်ပြောရမယ်ဆိုရင်အမေရိကန်ရဲ့ကောင်းတဲ့ခွန်လေးတိုးမြင့်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီထဲမှာအာရှလိုက်ကနိုင်ငံအတော်များပါပါလေ။ဒါကြောင့် အာရှလိုက်ကနိုင်ငံတွေကလည်းအမေရိကန်နဲ့ကုန်သွယ်ရေးပြန်လည်ညှိနှိုင်းဖို့အတွက်လိုလားနေကြတာဖြစ်ပါတယ်။တစ်ဖက်ဘက်နဲ့အမေရိကန်ကိုလာရောက်ဆက်သွယ်ညှိနှိုင်းတဲ့နိုင်ငံပေါင်းအရာကျော်ပြီလို့သိရပါတယ်။အဓိကအားဖြင့်အာရှလိုက်ထဲမှာဆိုရင်အမေရိကန်ကိုတွားရောက်ညှိနှိုင်းတဲ့နိုင်ငံတွေကတော့ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယားတို့ဖြစ်ပါတယ်။ထိုင်းကပထမဦးဆုံးတွားရောက်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲလိုထိုင်းနဲ့အမေရိကန်ကြားထဲမှာလည်းညှိနှိုင်းမှုကအဆင်ပြေတယ်လို့တော့သိရပါတယ်။ သမရထအစိုးရကသူ့ကိုလာရောက်ဆွေးနွေးညှိနှိုင်းတဲ့နိုင်ငံတွေကိုတော့နောက်ထပ်ရပ်ပေါင်း90အခွန်တိုးမြင့်ကောက်ခံမှာမဟုတ်ဘဲနဲ့ရပ်ဆိုင်းထားမယ်လို့ပြောထားပါတယ်ဒါကြောင့်တခြားနိုင်ငံတွေကလည်းအမေရိကန်နဲ့ဆွေးနွေးဖို့အားတန်နေကြတာပဲဖြစ်ပါတယ်။ဘီယန်နိုင်ငံကလည်းအမေရိကန်နဲ့ဆွေးနွေးဖို့အတွက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အမေရိကန်နဲ့ဆွေးနွေးပြီးလက်ရှိအချိန်မှာဘီယန်နဟာအမေရိကန်နဲ့ကာလာရှိချာကလေးကမဟာမိတ်ဖြစ်ကြောင်းဒါကြောင့် ကုန်သွယ်လုပ်ငန်းခွန်အခွန်ကိစ္စနဲ့ပတ်သက်ပြီး BNN ပေါ်အမေရိကန်ကစာနာထောက်ထားဖို့မျှော်လင့်ကြောင်း BNN သမ္မတကလည်းပြောကြားခဲ့တယ်လို့သိရပါတယ်။